နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာရေးကော်မရှင်ဥက္ကဋ္ဌတမရော်ကာကွယ်ဦးစည်းချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာကာကွယ်ဦးစည်းချုပ်ရုံမှ အစင်းမြေတမရော်ရရှိခြင်းများလိုက်ပါ၍နိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းကအရှိတောင်တိုင်းစစ်ဌာနချုပ်ရေးစေဦးစည်းစေရေးနှင့်စစ်ထောက်ဆိုင်ရာဆောင်ရွက်ထားရှိမှုများအားစစ်ဆေးပါသည် ရှေးဦးစွာအရှိတောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘို့ချုပ်ကျော်လင်းမောင်ကတိုင်းစစ်ဌာနချုပ်နေမြေအတွင် လုံခြုံရေးနေမြေစုမှုရေးနှင့်တရားဥပဒေစုမှုရေးဆောင်ရွက်နေမှုတိုင်းစစ်ဌာနချုပ်နေမြေအတွင်လက်မဆက်သွယ်မှုများကောင်းမွန်ရှိနေလုံခြုံမှုရှိစေရေးဆောင်ရွက်လျက်ရှိမှုကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားလုပ်ငန်းများလှုပ်ဆောင်လျက်ရှိတဲ့တရားမဝင်ဆောင်လုပ်ထားတဲ့ KK ဘဏ်အဆောင်များအောင်ရှင်းလင်းဆောင်ရွက်လျက်ရှိမှုနေဆက် ဒါများမှာတရားမဝင်ကုန်သွယ်မှုများမရှိစေရင်တရားဥပဒေစိုးမိုးရှိအွန်လိုင်းအသုံးပြုလိမ့်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုလောက်ဆောင်နေတဲ့သူများမရှိစေရင်အလေးထားဆောင်ရွက်လျက်ရှိမှုနဲ့အခြားလူအတာများကိုရှင်းလင်းတင်ပြပါရစေ။ ရှင်လင်းတင်ပြမှုများအပေါ်နိုင်ငံတော်လုံးကျုံရင်းနဲ့အေချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌကတိုင်းစစ်ဌာနချုပ်နေမြေအတွင်စစ်စင်ရေးလုံခြုံရေးနေမြေစုမိုးရေးလုပ်ငန်းများကို အောင်မြင်အောင်လှုံ့ဆော်နိုင်ရန်လိုကြောင်းဒေတာအတွင် လုံခြုံရေးနိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်လာပါကအစီအမံကယူပြုနေရန်နဲ့အလေးအနက်ထားဆောင်ရွက်သွားရန်လိုကြောင်းအွန်လိုင်းဝေကြိမ်းလေးလည်းမှုနဲ့အွန်လိုင်းလောင်းကစားမှုများကိုလည်းမိမိတို့အနေနဲ့အမျိုးသားရေးတာဝန်တည်းရဲ့အဖြစ်ခံယူ၍ဇက်လန့်ရှင်လင်းတိုင်းဖြန့်ဆောင်ရွက်သွားရမှာ အဖြစ်ကြောင့်တိုင်းစစ်ဌာနချုပ်နေမြေအတွင်ရှိတပ်များအားလုံးစစ်သည်များအားလုံးအနေနဲ့စစ်သည်တော်ကောင်စိတ်ဓာတ်နဲ့မိမိတို့တပ်ဖွဲ့အဖွဲ့အစည်းရဲ့ဂုဏ်ကိုထိမ့်သိမ်းဆောင်ရှောက်သွားရန်လိုကြောင်းမကြာမီကျင်းပပြုလုပ်သွားမယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စေရေးအတွက်လည်းလူအတာများကိုအလေးထားဆောင်ရွက်သွားရန်လိုကြောင်းလုံခြုံရေးနဲ့ကာဝေးဆိုင်ရာကိစ္စရပ်များအပြင်ဒေတာဖွံ့ဖြိုးရေးနေမြေကန်လူလူရေးအကျိုးစီးပွားဖော်ဆောင်ရေးတို့ကိုလည်းသက်ဆိုင်ရာနေမြေအလိုက်ရှိနေမြေကန် တရင်တပ်ဖွဲ့များအနေနဲ့တက်ဆန်းသရွေကျူပန်းဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့မှတ်ကြားပါရစေ။ အိမ်နောက်နိုင်ငံတော်လုံးကျုံရှိနေအီချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတမတော်ကောက်ဝဲဦးစီးချုပ်ဟောင်းမော်လမြိုင်တပ်နေမှာရှိတဲ့နေမြေကန်တမတော်စီယုံမှာတရားကုသမှုခံယူလျက်ရှိတဲ့နိုင်ငံတော်ကောက်ဝဲရှိနေလုံခြုံရေးတာဝန်များထမ်းဆောင်စဉ်ဒီကိုက်တရားရရှိခဲ့တဲ့အရာရှိစစ်သည်များအားဒီကိုက်တရားရရှိခဲ့မှုအခြေအနေများယောဂကုသပြောင်းကင်းမှုများကိုတအူးချင်းလိုက်လံတွေးဆရွှေရင်းနှီးနှွေးထွေးစွာမေးမြန်းပြီးအပိစကားပြောကြကအရာရှိစစ်သည်များရဲ့တင်ပြချက်များအပေါ်လိုအပ်တာများ 骗子上月被挖的。 အိနော်နိုင်ငံတော်လုံးချုပ်ရှင်နေအေဂျန်တာယာရီကော်မရှင်ဥက္ကဋ္ဌတမတော်ကာကွယ်ဦးစီးချုပ်ဟာဈေးရုံလိုအပ်ချက်များအမေးမြန်း၍လိုအပ်တာများဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါရရှင်။